မင်္ဂလာပါ The Great Godzilla ထရမဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်ချီနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာငွေကြေးကန်ချီနေကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့ရစရာရှိတဲ့သူတွေဆိုလို့ရှိရင်လည်းရစရာရှိတာတွေရပြီးပေးစရာရှိတာတွေပေးနိုင်မယ့်နေမျိုးဖြစ်ပါတယ်။မနက်ဖြန်ငွေကြေးလောက်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြေးလောက်ကန်ထဲမှာအာယုံစိုက်ထားနိုင်လေလေအလောက်ကန်ကောင်းလေငွေကန်ကောင်းလေ ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်။နောက်ပြီးတော့ငွေကြေးလောက်ကန်နဲ့ပတ်သက်ပြီးတော့ခရီးသွားစရာကိစ္စတွေလည်းပေါ်တတ်ပါတယ်။ခရီးကန်လည်းအလုံးမကောင်းနေရမျိုးတွေ့ရတယ်။တနေရာကနဲ့တနေရာကိုအရွှေပြောင်းကိစ္စမျိုးလေးတွေလောက်ရတတ်တယ်။ကောင်းသောခရီးတွေဖြစ်တတ်တယ်။သွားနေတဲ့လမ်းမှာလည်းကောင်းသောကန်တရားတွေဖြစ်ပေါ်စေပြီးတော့ပြန်လာတဲ့အခါမှာလည်းပိုမိုကောင်းမွန်သောအလောက်ကန်ခွင်လန်းနေနဲ့တွေ့ရှိရတတ်တယ်။ ပိုမိုကောင်းမွန်သောအခွင့်အလမ်းတွေရှိတဲ့နေရာသို့သွားဖို့အကြောင်းတရားတွေဖြစ်လာတတ်တယ်။ရဝေးကနေသတင်းစကားအကောင်းတွေကြားရတတ်တယ်။ငွေကြေးလောက်ကနဲ့ပတ်သက်ပြီးတော့ဘောနော်အအရင်ကမသိမြတ်တာတွေမသိမြတ်တဲ့သူတွေနောက်တစ်ခုရံပြည့်စကားများတာတွေစိတ်ဆိုးစိတ်ကမကြည်မလဲဖြစ်နေတာလေးတွေရှိတယ်ဆိုရင်တစ်ဖက်လူတွေက ကိုကိုအဆင်ပြေအောင်လို့ပြန်လည်ပြီးလုပ်ပေးမယ်ဆိုတော့အတိနဲ့ပြန်လည်ကမ်းလှမ်းတာမျိုးတွေကြွားတက်ပါတယ်အဲ့တော့မနက်ဖြန်မှာငွေကြေးကောင်းနေတဲ့နေမျိုးဖြစ်ပါတယ်အားလုံးမစည်းဝါးဆိုတာဒီလေးလာတိုးတက်ကြပါစေ